YWD online media ကိုချစ်ချောအပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဘောကရီငကားမဲတော်ရေးစီကျော်ကိုရွှေကြီးတော်တင်လူပူဇော်ပွဲကျင်းပခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မင်းသလီအမြန်လန်း68မိုင်ခြေဘက်တမိုင်ကွာရှိတကားညီနောင်ကျောင်းသားရဲ့တွင်တီထောက်ကိုွယ်တော်မူတဲ့ဘောကရီငကားမဲတော်ဇေယျော်ကြီးကို1386ခုတကူလပြည့်ကျော်၄ရက် ဟာတကြံတက်နေအေဘီလာ16ရက်နေ့ကပြည်ရှင်မြေယေစုဆရာတော်ကြီးဒေါက်တာဘဒန္တာအာလေးဆောင်းဝန်တော်ကိုတိုင် ပြည်ရှင်နဲ့ရှင်ရီတော်တင်လူပူဇော်ခဲ့ပါတယ်။အဆိုပါငကားမြေတော်ဇေတော်ကြီးဟာညံတော်24တောင်အမြင့်ရှိပြီး1386ခုနှစ်တပုတ်ရဲလာပြည်နေ့ကလက်တင်မင်္ဂလာပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဆိုပါဘောဂရီငကားမြေတော်ဇေတော်ကြီးထီတော်တင်လူပူဇော်ပွဲမှာခရစုကုံသောပရိသေပင်ထီတော်ကြီးတင်လူပူဇော်တာနဲ့ပတ်သက်ပြီး တင်းရှင်ရင်းယေဆုဆရာတော်ကြီးဒေါက်တာဗက်ဒနာအာရိစဝန်သားကခုလိုမင်ကြားထားပါတယ်။အော်ဒါရန်ကုန်မန္တလေးအမြန်လမ်းပေါ့နော်။ဒါ98မိုင်အရှိတ်တမိုင်ကွာငကားညင်အောင်ကြောင်းတိုက်ဖြစ်ပါတယ်။အဲ့ဒီကြောင်းတိုက်ကြီးမှာဘောကဝရီငကားမေတော်ကြီးကိုဒါရွှေထီတော်ဘုံစနေရောဒီနေ့အတက်နေပေါ့နော်။ဒီကြံအတက်နေမှာမနေ့က7နာရီနဲ့17မိနစ်ချိန်မှာပရိတ်ရှင်မြင်ပရိတ်ဘဝ နော်ဒါပေးအရှင်နဲ့ချွတီတော်ပုံစံနဲ့ကိုတင်လူတာဖြစ်ပါတယ်အဲ့တော့ဓိဒကာနမအပေါင်းဖရာဒကာနမအပေါင်းတွေကိုလည်းအဲ့တော့ကုသိုလ်ပြုနိုင်ရာနောက်တစ်ခါတာရုခွန်နိုင်ရာအတွက်အလူရှင်လူမှန်များနဲ့ခွန်းတဲ့သားသမီးကိုလည်းအားလုံးမေတ္တာပို့ပါတယ်လို့အားလုံးချမ်းသာမှမှချမ်းသာဖြစ်ပါစေလို့မေတ္တာပို့တာပါပါတယ်တင်ရှိနေရေးဆိုဆရာတော်ကြီးဒေါက်တာပတ္တနာအာဒိဆဝန်သားတည်င်းသုံးတော်မူတဲ့ငကားညီတော်ចောင်းတိုက်အတွင်းမှာငကားစီရီများအပြင် ဗုဒ္ဓရုပ်ပွားတော်တထောင်ကျော်ကိုလည်းတည်ထားနေရာလက်ရှိမှာတော့ဗုဒ္ဓရုပ်ပွားတော်၄၀၀ကျော်ပြီးစီးနေပြီလို့သိရှိရပါတယ်။ဆိုပါရွှေတိတော်တင်သူပူဇော်ပွဲမှာရုပ်ရှင်ဂီတအမှုပညာရှင်များဖြစ်တဲ့ကျော်ဆရာခင်ဆိုးပိုင်ဝိမင်းတန်တာတာဆိုင်နုံစရှိတဲ့အမှုပညာရှင်များကတိဂီတများနဲ့တိဆိုးပူဇော်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။